မင်္ဂလာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေကိုကျွန်မခရစ်စတဲကတင်ဆက်ပေးပါရမရှင်အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေတဲ့အင်အားကြီးမှလုံးနဲ့ရုရှားနဲ့ထိရောက်တဲ့ပူပေါင်းမှုတွေဆက်လုံမယ်လို့မင်းအွန်လိုင်းပြောတဲ့သတင်း ကွဲပြင်းနေတဲ့ပကဖရီပြန်ပေါင်းထုတ်ပြီးနောက်ပဖရီလည်းတဖွဲ့ရပြန်ဖြစ်တော်မယ်ထီလင်းဆိုတဲ့သတင်းစကမဒလန်တွေကိုအိုင်ယွန်ဆိုက်လိုက်ရှင်နေချိန်ပြီးသူအိမ်တွေ ဖောက်ထွင်းခံနေရတဲ့တင်ရန်တွေရဲ့ကြောက်မဲမျိုးဆိုတဲ့သတင်းတိုက်ပွဲအပေါ်ပေါ်တာထက်ဖြစ်စီလို့ခီးသွာနေအောင်မဲ့ဒီနှစ်သတင်းကျုပ်ဆိုတဲ့သတင်းဝမ်ချန်ပီယံရှစ်မှာလူငယ်သွေးလင်းထက်ထိုင်းဖိုက်တာအဖိုးကြီးကို ရှုံးနေတဲ့သတင်း ပန်းခွေထိန်းမှုအတော်တော်များစွာရှော့ချဖို့ရှိနေတဲ့ထိုင်းဘူဘန်ဆိုတဲ့အဲ့ဒီလိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပီရင်းပီပါသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့နေ့လယ်ပိုင်းထင်းရရှိထားတဲ့သတင်းတွေလည်းအင်အားကြီးမလုံးနဲ့ရုရှားနဲ့ထိရောက်တဲ့ပူပါမှုတွေဆက်လက်ဝင်လို့မင်းအောင်လိုင်းပြောလိုက်ပြန်တဲ့သတင်းကိုပထမအဆုံးတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ထပ်မံတွေ့ဆုံခဲ့တဲ့အကြောင်းရုရှားသမ္မတအိမ်တော်ဖြစ်တဲ့ကင်မရီနန်တော်အပြင်စစ်ကော်မရှင်ဘက်ကလည်းထုတ်ပြန်ထားပါတယ်။မေအောင်နိုင်ကစစ်ကော်မရှင်အနေနဲ့ရုရှားရဲ့ပလာဒီဗော့စတော့မြို့မှာကောင်စစ်ဝင်ရုံအစ်တစ်ခုမကြခင်ထပ်ပွင့်လင်းနိုင်အောင်စီစဉ်နေရလို့ပူတင်ကိုပြောကြားခဲ့တယ်လို့ရုရှားဘက်ကထုတ်ပြန်ချက်အရသိရှိရပါတယ်။ တဆတဲ့အနေနဲ့လက်တလောမော်စကိုမြို့တော်မှာမြမတန်ယုံရှင်နေပြီးစိတ်ပီတာစပါနဲ့နိုဘိုစီဘရက်မြို့တွေမှာလည်းမြမကောင်စိတ်ဝင်ရုံတွေဖွင့်လှစ်ထားရလို့ရုရှားရဲ့ကြေညာချက်မှာတွေ့ရပါတယ်။အရှိကိုပဲမျှော်ကြည့်ကြည့်အနောက်ကိုပဲမျှော်ကြည့်ကြည့်ရုရှားရဲ့နေမြေတွေဟာအင်မတန်ကြီးမားကျယ်ပြန့်နေ ဒါကြောင့်လည်းနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတွေပိုပြီးတတိယရောက်ဆောင်ရွက်နိုင်စေဖို့အတွက်နောက်ထပ်ကောင်စစ်ဝင်ရုံးအသစ်ဖွင့်ဖို့စီစဉ်နေရဖြစ်တယ်လို့မင်းအွန်လိုင်းကပူတင်စီပြောကြားတဲ့အကြောင်းရုရှားဘက်ကအပြောအရသိရပါတယ်။စစ်ကောင်ရှင်ဘက်ကတော့ဒီသေးဆုံးမှုနဲ့ပတ်သက်ပြီးနှစ်နိုင်ငံအစိုးရနဲ့ရဲ့ကြားရရှိထားတဲ့သဘောတူညီချက်တွေကိုဆက်လက်အကောင့်ထဲပေါ်နိုင်ရေးအသေးစိတ်ဆွေးနွေးသွားမယ်လို့ပူတင်ကမင်းအွန်လိုင်းပြောတယ်လို့ဆိုထားပါတယ်။ မင်းအွန်လိုင်းကတော့ပူတင်ကိုနှစ်နိုင်ငံတက်နှစ်ခုကြားစစ်ဘက်တန်တမန်ရေးပူပေါင်းဆောင်ရွက်နေတဲ့အကြောင်းပြောသလိုသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကနေအနိုင်ရသူကိုအာဏာလွှဲမဲ့အကြောင်းကိုလည်းဖတ်မှန်ထည့်သွင်းပြောကြားသွားပါတယ်။ပူတင်နဲ့မင်းအွန်လိုင်းတို့ဟာ War Atomic We 2025 Forum ရဲ့ဆက်ဆက်အစီအစဉ်ဖြစ်စက်တင်ဘာ25ရက်မှာတွဲဆောင်ခဲ့ကြတာဖြစ်ပြီးတန်တမန်ရေးကာကွယ်ရေးစွဲရင်နဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူပေါင်းဆောင်ရွက်မှုတွေကိုဆွေးနွေးခဲ့တယ်လို့ KMR ရင်ဘက်ကထုတ်ပြန်ထားပါတယ်။ဒုတိယအနေနဲ့ကွဲပြန့်နေတဲ့ပကဖာတွေပြန်ပေါင်းထုတ်ပြီးနောက်ပကဖာတွေလည်းတက်ဖွဲ့တဲ့ပြင်ဖြစ်တော့မယ်။ထီလင်းကတော်လင်းရဲ့ခြေနေအကြောင်းကိုပြောပြမှာပါ။တော်လင်းရက်တွေတနေ့လုံးနှိပါထင်းချုပ်ထားနိုင်ပေမဲ့အရှိချမ်းနဲ့အနောက်ချမ်းဆိုပြီးမကွေးတိုင်းထီလင်းမြို့နယ်မှာနှစ်ချမ်းကွဲနေတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရီဟာပြီးခဲ့တဲ့စက်တင်ဘာ23ရက်မှာပြန်လည်ပူးပေါင်းသွားပြီဖြစ်တယ်လို့သိရှိရပါတယ်။ ထီလင်းမြို့နယ်မှာပကဖပအားဖပညာရေးကျန်းမာရေးစတဲ့လုပ်ငန်းရှင်တွေမှာနှစ်ချမ်းကွဲနေခဲ့ပေမဲ့ပညာရေးကျန်းမာရေးလုပ်ငန်းရှင်တွေမှာကူပေါင်းနိုင်ခဲ့ပြီးနောက်ပကဖတွေလည်းတဖွဲ့တည်းကူပေါင်းနိုင်ခဲ့တာပါကြပင်းကြီးလေးမြို့နယ်အရှိချမ်းနဲ့အနောက်ချမ်းကပအဖရီကြားမှာလေပြည်စုံဆွေးနွေးမှုတွေပြုလုပ်နေပြီးမကြမီတဖွဲ့တဲ့အဖြစ်ဥပောင်းနိုင်တော့မယ်လို့ပအဖရီနဲ့နှိစက်တဲ့ဒေသတွင်းအရင်းမြစ်စီက MPA ကိုပြောပါတယ် ုပ်ငန်းစဉ်လောက်ပဲကျန်တော့တာလို့သိရတယ်။မကြတော့ပါဘူးရပိုင်းအတွင်းတော့ဖြစ်လာနိုင်ပါတယ်လို့သူကပြောပါတယ်။ရင်ကပကဖနှချမ်းကွဲနေရာကြောင့်ထောက်ပို့လုပ်ငန်းအတွက်အခက်အခဲတွေရှိခဲ့ပေမဲ့အခုလိုတက်ဖွဲ့တဲ့ပူပေါင်းနိုင်ခဲ့တဲ့ပေါ်ဝမ်းသာကြိုးဆိုတဲ့လို့ရောဒေါ်လာရဲ့တက် WHY ရဲ့ပြန်ကြားရေးတာဝန်ခံကိုကောင်းက MPA ကိုပြောပါတယ် ထီလင်းဒေတာကန်အမျိုးသမီးတို့ကလည်းအတူတူပေါင်းကိုပေါင်းရမှာလေညီညွတ်မအောင်မဲ့ပွဲအလုံးကတတိုင်ပင်ပင်နဲ့ပအဖလည်းပူပေါင်းနိုင်မယ်လို့ရှုံနေဘာလို့မပူပေါင်းနိုင်ရမှာလဲလို့ပြောပါတယ်လက်ရှိထီလင်းမြို့နယ်ရဲ့90ရာခိုင်နှုန်းကိုတော်လိုင်းအင်အားစုတွေကနေမည်စုံမုံထားနိုင်ပြီးစစ်ကော်မရှင်အနေနဲ့ထီလင်းမြို့နယ်9မိုင်ပတ်လည်ကိုတလတစ်ချိန်ခန့်သာရိတ်ခါရှာစစ်ကြောင်းထိုးနိုင်တော်တယ်လို့သိရှိရပါတယ် တတိယသတင်းကတော့ TNN ရဲ့ကြောင်မဲမြို့မှာစက္ကမဒလန်တွေကိုအယွန်ဆိုင်လိုက်ရှင်နေတဲ့ပြည်သူအိမ်တွေထောက်ထိန်ခံနေရတဲ့အကြောင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ရှမ်းပြည်မြောက်ပိုင်းကြောင်မဲမြို့နယ်အတွင်းတန်တက် TNN တွေကဆ ਾਇ ရဖနဲ့ဒလန်တွေလိုက်ရှင်နေချိန်မှာပဲဒေသခံတွေခိုးခံရမှုတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကပြောပါတယ် တိုက်ပွဲနဲ့လေကြောင်းပုံစံမှုတွေကြောင့်ထောင်နဲ့ချီတဲ့ကြောင်ဝဲဒေတာကန်တွေထွက်ပြေးတိမ်းရှောင်နေခြင်းခုစက်တင်ဘာဒုတိယပတ်တည်းကစတင်ပြီးကြောင်ဝဲမြို့တွေနဲ့ဆေးရွာတွေကဆစ်ဆောင်နေအိမ်အခိုးခံရမှုတွေစတိုက်ဖြစ်ပေါ်လာတာဖြစ်တယ်လို့ဆိုပါတယ်တခိုးတွေဟာကားနဲ့လက်ပတ်ခိုးနေရဖြစ်ပေမဲ့လက်ရှိအချိန်ထိတရားခံကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ကြောင်မဲမျိုးရန်ကင်းရွက်ကွက်မှာနေထိုင်သူတိတ္တကံတအူးကပြောပါရယ် ဦးရောအိမ်ဆိုအမျိုးသား၂ယောက်လာခိုးတာအိမ်သားတွေကဆစ်ဆောင်နေကြတာအိမ်ထဲဝင်ခိုးမလို့ခြံထဲရောက်လာတာတွေ့တော့လှောက်အောင်လာတော့မပြေဘူးဆိုလာချက်ကိုဖြုတ်နေသေးတာလူကိုယ်တိုင်ထွက်အောင်မှပြေးသွားတာလို့သူကပြောပါတယ်ပြည်ခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကလေရှားဤပိတ်ထားတဲ့နောင်ပိန်ဈေးဆိုင်ကန်တချို့ဖောက်တွင်းခိုးယူခံထားရပြီးခိုးယူသူတွေကိုတော့မသိရဘူးလို့ကြောင်မဲမျိုးတရင်တွေပေါ်ပြနေတဲ့ဖေးစစ်ကြောင်မဲအဖွဲ့ရဲ့လူမှုကွန်ရက်ဆိုင်မျက်နှာမှာပေါ်ပြထားပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့ကစတင်က PSLF TNL ဘက်က73မြင်းဆောင်မပုံတင်မကင်ဆောင်ချပဲကြောင်မင်းမှာနေထိုင်သူတွေကိုစစ်စစ်မြင်းမြင်းပြီးတန်တရားရှိသူတွေကိုဖမ်းဆီးမှုတွေပြုလုပ်နေပေမဲ့အခုချိန်ထိခိုးမှုတွေဆက်ရှိနေသေးတယ်လို့ကြောင်မင်းမြုပ်ကန်တွေကပြောပါတယ်အခုကလင်းရင်လေးတလို့ခိုးတယ်မလင်းလဲရတလို့ခိုးတယ်ကြောင်မဲမျိုးတွေမှာဆိုကားနဲ့ပတ်ခိုးတဲ့လူတွေရှိတယ် ဖေကလာကိုတလဲဆိုတာတော့မသိဘူး။တန်းတန်းတွေပါလားဆိုတာလည်းမသိဘူး။ကျွန်တော်တို့မှာလေးကွာပဲရှိတော့နိုင်မဲ့ထင်ရင်ထွက်ပြစ်တယ်။မနိုင်ဦးထင်ရင်အိမ်ထဲကထောက်အော်တာပေါ့။များသောအားဖြင့်ကလူရှိတဲ့အိမ်တွေကိုပဲခိုးကြတာပါလို့ကြောင်မဲမြုပ်ကန်တဦးကပြောပါရယ်။ကြောင်မင်းနဲ့တီဘောမျိုးတို့မှာပုံစံမျိုးစုံနဲ့အယောင်ဆောင်ထားတဲ့စေယုစုအတွက်စုံစမ်းထောက်လန်းပေးနေသူဆာယာဖာနဲ့ဒလန်ဆယ်ဦးကျော်ကိုဖမ်းဆီးရမိခဲ့တယ်လို့ PSLF TNN ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးတိုက်ပွဲအပေါ်ပေါ်တာထက်ဖြစ်စီလို့ခီးသွားနေအောင်မဲ့ဒီနေ့သတင်းချုပ်အကြောင်းတင်ဆက်ပေးပါဦးမယ်။ နိုင်ငံတော်ဝန်တိုက်ပွဲတွေဖြစ်ပေါ်နေပေမဲ့ဆေအိုစုရဲ့အကြောင်းမဲ့ပေါ်တာဆွဲဖန်ဆင်းမှုတွေကြောင့်လာမဲ့တည်င်းစိုးပရဲမှာဇာတိတန်ခီးသွားနေနိုင်တယ်လို့အဝေးပြည်ရင်တိုင်းတာဝန်ရှိသူတွေနဲ့နေတေတာမှနေထိုင်သူတွေကပြောပါတယ်။တည်င်းစိုးပရဲရောက်ကိုရက်သိမ့်မလို့တော့ပေမဲ့စက်တင်ဘာ26ရက်မနေ့ညနေပိုင်းအထိအမင်္ဂလာဝေးပြေဝင်တွင်ကျူတင်လက်မဲ့ဝယ်ယူသူမရှိသလောက်ဖြစ်နေတယ်လို့အဲ့ဒီဝေးပြေဝင်တွင်ရှိရှင်လိုင်းမန်နေဂျာတဝူကပြောပါတယ်။အခုချိန်ထိကျူတင်လက်မဲ့ဝယ်တဲ့သူက ကျွန်တော်တို့မော်လမြိုင်ရေးတော်ဝယ်ဘက်ချမ်းမှာကျွန်တော်တို့ဂိတ်မှာမဟုတ်ဘူးအစားဂိတ်တွေလည်းမရှိဘူးစိုက်တို့ဘီလင်းတထုံနဲ့တန်ဖြူစရက်ရေးနဲ့အောက်ဘက်ချမ်းမှာပွလင်းရတီတိုက်ပွဲတွေက အချိန်မင်းရှိနိုင်တာလည်းပါမယ်နောက်တစ်ချက်ကပေါ်တာဘောလန်ကီမှာအဲ့ဒီပြဿနာရှိမှကြောက်ကြတော့ပေရဲ့ဇာတိပြောင်းတဲ့သူတွေ ရှိတော့မှလူငယ်တွေရောမပြောင်းလောက်ဘူးလို့သူကပြောပါတယ် ပြီးခဲ့တဲ့နေ့သတင်းစုတုံးကတော့အခုချိန်ဆိုရင်ဇာတိပြန်သူတွေနဲ့တိုတင်ပူကင်တွေရှိနေပြီးဖြစ်ပြီးဒီနေ့ကတော့မွန်ပြည်နယ်အောက်ဘက်ချမ်းမာမဟုတ်ပဲအထက်ဘက်ပြန်မဲ့သူလည်းအနှင်းငယ်ပဲရှိနိုင်တယ်လို့ရှင်လိုင်းမန်နေဂျာကပြောပါတယ်မွန်ပြည်နယ်မော်လမြိုင်မြို့ကနေရန်ကုန်မြို့မှာအလုံလာလုံနေတဲ့လူငယ်အင်ဂျင်နီယာတအုပ်ကလည်းပေါ်တာကိုကြောက်လို့ဒီနေ့သတင်းစိုးအလုပ်ပေးရမှာစာတိနေကိုမပြန်ဘူးလို့ပြောပါရယ် အခုဒီမှာနေနေရတော့ပေါ်တာကိုကြောက်လို့တငယ်ချင်းနဲ့တိုက်ခန်းဆန်ငါနေတာကိုတော့2014နှစ်ကုန်ပိုင်းကတည်းကမှငါတော့ပဲနဲ့အလုတ်ထဲမှာပဲနေတော့တယ်အလုတ်ထဲကျတော့တိုက်ခန်းထက်ပူလုံးစုံနေ ဇာတိပြောင်းဖို့ကလုံးဝမစင်စားဘူးလို့သူကပြောပါတယ်။ရန်ကုန်မှာနှစ်ရှည်ဆက်ရုံဝန်ထမ်းလုပ်နေတဲ့ဥဒမမျိုးသားတဦးကလည်းတပြည့်ပြည့်ရောက်နေလာတဲ့ငွေငွေရရောပေါ်တာကြောက်ရောပါဇာတိပြောင်းဖို့ဆန္ဒမရှိဘူးလို့ပြောပါတယ်။လာမယ့်အောက်တိုဘာ9ရက်ကနေ9ရက်အထိကတော့သတင်းချုပ်ရုံပေးရဖြစ်ပါတယ်။ ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့ဝမ်ချန်ပီယံရှစ်မှာလူငယ်သွေးလင်းချက်တီအောင်ထိုင်းဖိုက်တာဖိုကြီးကိုရှုံးပေးခဲ့ရတဲ့အကြောင်းတင်ဆက်ပေးပါဦးမယ်။စက်တင်ဘာလ26ရက်မနေ့ညပိုင်းကထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ဝမ်ချန်ပီယံရှစ် Friday Night 125 စတောဝိတ်တန်းမှာမြမလဝိကျော်သွင်းလင်းချန်နဲ့ထိုင်းမွေထိုင်းဝိုင်းယင်းဖိုက်တာဆန်ရီတို့ထိုးတက်ခဲ့ကြပါတယ်။အသက်22နှစ်အရွယ်သွင်းလင်းချန်ဟာအသက်19နှစ်ကြီးရဲ့ထိုင်းဖိုက်တာဆန်ရီကိုသုံးချီပြေးထိုးတက်နိုင်ခဲ့ပေမဲ့အမှတ်နဲ့အရှုံးပေးခဲ့ရပါတယ်။52နှစ်အရွယ်ဆန်ရီဟာ ပထမအချီအစမှာပဲသွင်းလင်းချက်ကိုအောက်ခြေသိမ်းကန်ချက်တွေအနည်းခြေကန်ချက်တွေလက်သီးချက်တွေနဲ့ဖိအားပေးထိုးတက်နိုင်ခဲ့ပါတယ်။ ဒုတိယအခြေစားမှာတော့သွေလင်းထက်ကသူ့ရဲ့နမဲကျော်ပတ်တတော်ရိုက်ချက်နဲ့ဆန်ရီကိုအမတ်စင်ရေးအတွက်အောင်စွမ်းဆောင်နိုင်ခဲ့ပေမဲ့ဝိုင်းရင်တိုင်းဖိုက်တာကတော့လက်သီးသွေလုံးတွေအမြင့်ခြေကန်ချက်တွေနဲ့သွေလင်းထက်ကိုအထိနာအောင်ပြန်လုံနိုင်ခဲ့ပါတယ်။ တတိယအချိန်မှာဆန်ရဲ့ဘဲဝိုက်လက်တီကြောင့်တွင်လင်းချက်အမတ်စင်ရေးအတွက်ခံခဲ့ရပါတယ်။တောင်းချီစလုံးမှာ Time Fighter ရဲ့အမြင့်ခြေကန်ချက် အောက်ခြေသိမ်းကန်ချက်နဲ့လက်တီတွဲလုံးတွေကြောင့်တွင်လင်းချက်အထိနာခဲ့ရပြီးတောင်းချီစလုံးမှာ Time Fighter ရဲ့ဖိအားပေးထိုးတက်မှုအောင်ရောက်ခဲ့ရပါတယ်။တွင်လင်းချက်ဟာဒီပွဲမှာလက်တီထိုးချက်တွေခြေကန်ချက်တွေအပြော့နေတယ်လို့အခုပွဲမှာအရင်ပွဲတွေကလိုစမ်းဆောင်မပြနိုင်ခဲ့ပဲ Gas လည်းမလုံးအောက်ခြေသိမ်းကန်ချက်လည်း ည်းမထိန်နိုင်အမြင့်အခြေခံချက်ကိုလည်းလွတ်ပေးထားသလိုဖြစ်နေခဲ့တယ်လို့ပွဲကြည့်ပရိသတ်တွေကမှတ်ချက်ပေးထားကြပါတယ်။ဝိုင်းရီကန်နဝင်ဝိတ်တိုင်းဖိုက်တာလို့တင်စားခံထားရတဲ့ဆန်ရီကတော့အဖိုးကြီးဖြစ်နေပေမဲ့တင်ညာတဘာတို့ကိုအကောင်းဆုံးတုံးချပြီးရှင်ပြိုင်ထိုးတက်သွားတာတွေ့ရတယ်လို့ဆိုကြပါတယ်။ ထိုင်းဖိုက်တာစံရီဟာပွဲမဆမီဝိတ်ချိန်ရမှာတမတ်ဝိတ်တန်းထက်အနည်းငယ်ဝိတ်ပိုနေခဲ့ပေမဲ့တူလင်ထက်ကလက်ခံထိုးတက်ခဲ့တာပါတူလင်ထက်ဟာဒီပွဲအဆုံးကြောင့်ဝမ်းချန်ပီယံရှစ် Friday night ပွဲစဉ်9ပွဲမှာ2ပွဲရှုံး9ပွဲနိုင်ဆိုတဲ့ရလဒ်ကိုရရှိသွားခဲ့ပါတယ်နောက်ဆုံးပြပါတဲ့အနေနဲ့ပန်းဝေတံမိုးမြင့်တံမိုးထိန်ချုပ်ဖို့ထိုင်းပူဖန်တုံတုံများစွာ ရှော့ချဖွယ်ရှိနေတဲ့အကြောင်းပြောပြရင်ကျမရဲ့သတင်းတင်ဆက်မှုကိုဆုံးသက်လိုက်ပါရစေ။ ထိုင်းဘိုဘန်ဟာဘန်းကွေတံမိုးခိုင်မာလာမှုပေါ်ထိမ့်ချုံနိုင်အောင်အာနာပိုင်းနေထံကနေလျင်မြအားကောင်းတဲ့အစီအမံတွေချမှတ်ဖို့ဖိအားပေးခံရရလို့ City Group ကဆိုပါတယ်။ဒါကြောင့်အော်တိုဘာလာမှာပုံပုံများပြတဲ့အတွုံနှောင်းလျှောက်ချမှုကိုထိုင်းဘိုဘန်ဘက်ကလှုံ့ဆော်လာနိုင်တယ်လို့ကဘာလုံးဆိုင်ရာဘန်ဒါရေးဝန်ဆောင်မှုလုပ်ငန်းစုကြီးဖြစ်တဲ့ City Group ကတုံ့တက်ပြောဆိုလာတာဖြစ်ပါတယ်။ဒီနေ့2025အတွင်း ပိုင်းငွေတန်မိုးဟာ600ခန်းလုံးနှီးပါနှင်းကျက်လာခဲ့ပြီးနောက်အနာပိုင်တွေကငွေကြီးအပေါ်ရွှေရဲ့တက်ရောက်မှုကိုရှော့ချဖို့အတွက်ရွှေကို အခွန်ကောက်ခံတာအပါအဝင် သူ့ရဲ့တန်မိုးမြင့်တက်မှုကိုထိန်းချုပ်ဖို့နိလန့်တွေကိုစဉ်းစားနေကြပါတယ်။ CD ကတော့ယင်းနှမြုံလန်သူတွေကိုဘက်ငွေနဲ့ရှင်ဒေါ်လာကိုဝယ်ယူဖို့အကြံပြုထားပါတယ်။ နှုတ်နဲ့ဝင်ရောက်ဆက်ဖက်မှုရဲ့ပြင်းထန်မှုက လာမယ့်ရသက်သပတ်အနေငယ်အတွင်းမူဝါဒချမှတ်သူတွေစီကနေအရေးယူဆောင်ရွက်မှုတစ်ခုခုဖြစ်လာနိုင်တယ်ဆိုတာကိုကျွန်တော်တို့သုံးသပ်မိပါတယ်လို့ CT ရဲ့သုတေသီတွေဖြစ်တဲ့ Rowe Gas နဲ့ Gordon Ghost တို့ကစက်တာရင်းနေမှာတုံးတက်ရေးတာပြောဆိုထားပါတယ်။ Time Bomb ကမူဝါဒတုံးုံကိုအခြေခံအနေနဲ့25မှတ်ကို short ချလိုက်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဒါပေမဲ့ပိုးပြီးကြီးမားတဲ့ short ချမှုဖြစ်လာနိုင်တဲ့အနေနဲ့လည်းရှိနေပါတယ်လို့သူတို့ကဆိုပါတယ်။ ထိုင်းနိုင်ငံမှာနိုင်ငံခြားခီးသောဝင်ရောက်မှုကျဆင်းနေရတဲ့အမေရိကန်ရဲ့အခွန်နှုန်းထားမြင့်တက်လာတာတွေကြောင့်စီးပွားရေးတိုးတက်မှုအလားအလာနှေးကွေးလာတဲ့အတွက် City က Standard Chartered PLC ကုမ္ပဏီကြီးနဲ့အတူပုံမှန်ကြီးငှားတဲ့အတွန်းလုံးလျှော့ချမှုဖြစ်နိုင်ခြေကိုမျှော်မှန်းသူတွေထဲပါဝင်လာတာဖြစ်ပါတယ်။ ီလာမှာရာထုတ်တက်လာတဲ့ဝင်ကြီးချုပ်အနုဂျင်ချပီယာကူကလည်းဘက်ကွေတံမိုးခိုင်မာနေတဲ့အပေါ်စိုးရိမ်ပူပန်မှုတွေကိုအရေးပေါ်ကန့်ကွက်ဖြေရှင်းမယ်လို့ခရီးပြူချပါတယ်လာမယ့်အပတ်မှာတိုင်းပေါ်ဘန်ရဲ့အုတ်ချုပ်ရည်မှုအသစ်ဖြစ်တာဝန်ယူမယ်ဖီတိုင်းရတနာကိုဟာအော်တိုဘားလရှယ်နေမှာကျင်းပမယ်ဝေကျင်းမူဝါဒကော်မတီအစည်းအဝေးကိုတဘာပတိဖြစ်ဆောင်ရွက်ဖို့စီစဉ်ထားပါတယ် ။ MP ရဲ့တနေ့တာကြူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းသာပြီးဘဝအမောတွေပြေကြပါစေရှင်။